င်္ဂလာပါရှင်ဒီခဏမှာတော့ဆရာကျော်ရင်မြင့်ရဲ့ဝိထုရိုများဆိုတဲ့စာအုပ်ထဲကစာတန်းစိတ်တစဆိုတဲ့ဝိထုရိုလေးကိုဖတ်ပြပါရစေရှင်လူတိုင်းမှာစိတ်ရောဂါရှိကြတယ်နဲတာများတာကွာတယ်တဲ့ဆံရငငယ်ကအိမ်သာထဲမှာစာရေးရတာကိုဝါသနာပါတယ်သူပထမအ우ဆုံးရေးခဲ့တဲ့စာကရည်စရာတော့ကောင်းတယ် တန်းဖေအပေါင်းခင်ကျွေးတဲ့ခင်ကျွေးကဆံရတို့အတန်းထဲမှာအလှဆုံးကျွေသားအယုတ်ကလေးလိုဖြူဖြူဆင်ဆင်လေးသူ့မိဘများကလည်းတက်နိုင်တော့လှလှပပဆင်နိုင်တယ်ကလေးဆိုတော့ချက်တာကြိုက်တာတွေကိုနားမလည်သေးပါဘူးဒါပေမဲ့လူကြီးတွေကစကြတာနဲ့ယောက်ျားလေးနဲ့မိန်းကလေးဘာဘာညာညာတော့တိကြပြီပေါ့ဒီတော့ဆံရက ခင်ကျွေကိုစိတ်ဝင်စားတယ်။ဆံရကြီးမတော့မဟုတ်ဘူး။ယောက်ျားကလေးတော်တော်များများကစိတ်ဝင်စားကြတာ။ဒီတော့တငယ်ချင်းအချင်းချင်း ခင်ကျွေနဲ့ဆကြတယ်။ကို့အစခံရရင်လဲကျင်းနေကြတဲ့လူကြီးပဲ။တန်းဖေကဆံရတို့စတုထားတယ်မှာတော့စာအတော်ဆုံး။ဒီတော့အတော်ဆုံးနဲ့အချောဆုံးနှစ်ယောက်ကိုဆံရကပေါင့်ပေးလိုက်တယ်။ကလေးဘဝကိုပြန်စစ်စားကြည့်ရင် ရည်စရာပြုံးစရာတွေကအများကြီးပါပဲဆန်ရကအိမ်သာထဲမှာမြေဖြူနဲ့တန်းဖေအပေါင်ခင်ကြွေးလို့ရေးထားတာကိုတန်းဖေကတွေ့သွားပြီးအတန်းမိုင်စရာဥက္ကမောင်ညိုကို တိုင်ပါလေရောဥက္ကမောင်ညိုကအိမ်သာထဲအထီဝင်ကြည့်ပြီးလက်ရည်ကိုမှတ်တယ်လေးတန်းចောင်းသားတွေရဲ့မြမစာလေးကျင်ငန်းစာအုပ်တွေကိုအကုန်သိမ့်ပြီးလက်ရည်ချင်းတိုက်ကြည့်တော့တာပဲဆရာပါဇက်ကလည်း ်ခလေးတွေကခလေးလုံမလုံဘူးရေးတဲ့ကောင်မိရင်တော့ဖင်းအတန်ဒီလန်အောင်ရိုက်ပြမယ်လို့ချိန်နေရေးမိတဲ့ဆန်ရမှာတော့ရင်တထိတ်ထိတ်နဲ့ပေါ့မြေပြူနဲ့ရေးတဲ့လက်ရည်နဲ့ခဲတံနဲ့ရေးတဲ့လက်ရည်ကကွဲနေတော့ဆန်ရကိုဆရာဖမ်းမမိလိုက်ဘူးအိမ်သားထဲမှာစာရေးရတာနဲ့ရင်ထိတ်ရတာကိုဆန်ရကသဘောကျသွားပုံရတယ်ဆရာကစတင်ရင်း မြေယူကဲလက်တစ်ဆက်လောက်ကျိုးပယ်တာမြင်ရင်အဲ့ဒီနေမှာတင်တဲ့စာကိုဆန်ရကစိတ်မဝင်စားနိုင်တော့ဘူးမြေယူကျိုးကို ကောက်ယူဖို့ပဲစိတ်ကစောနေတော့တာကြောင်ဆင်းလို့သူများတွေပြန်သွားရင်လဲဆန်ရကမပြန်နိုင်ဘူးလူရှင်းအောင်စောင့်ပြီးမြေယူကဲကောက်တယ်ဤမပါခြင်းပဲအိမ်သာတက်ရတယ်အိမ်သာထဲမှာစိတ်ကူးတက်ရရှောက်ရတော့တာပဲအိမ်သာတကားရွက်မှာတတိလူရှိသည်တို့ တကားခောက်ပါတို့အိမ်သာအတွင်းထဲမှာလဲထရံမချိုးရတို့တန်ရှင်းပါတို့စတဲ့အကျိုးပြုတွေလဲပါရဲ့ပေါက်တက်ကြရတွေလဲပါတာပါပဲဆန်ရကိုတိုင်းတီထွင်ပြီးရေးနိုင်တာမျိုးကတော့မရှိသေးပါဘူးသူများတွေရေးနေတာကို အတူယူပြီးရေးရတာကများပါတယ်ဒီယောဂါကကြီးလေရင်လေပဲအထက်တန်းចောင်းသားဖြစ်လာတော့ရေးတာသာမကဖတ်တာပါဝါသနာပါလာတယ် တက္ကသိုလ်ရောက်တော့ဆန်ရအင်သာစာကိုဘလောက်ထိဝါသနာကြီးလာတယ်လဲဆိုရင်သူတို့တက္ကသိုလ်မှာရှိတဲ့အင်သာခန်းအလုံးကိုဝင်ဘူးတယ်။ဘယ်အခန်းမှာဘလို့စာရှိတယ်ဆိုတာကို အလွတ်သိတယ်။စာတို့ရုပ်ပုံတို့ကိုကြိုက်တဲ့အင်သာခန်းကိုဆိုရင်ခဏခဏဝင်ဖြစ်တယ်။အင်သာခန်းမအားရင်တောင်းရောင်းလဲလဲနဲ့စောင့်ပြီးမှဝင်တယ်။အင်သာခန်းထဲမှာ စာအစ်စ်ရေးသွားရင်လဲဆန်ရကချက်ချင်းတန်းတည်တယ်။ သူကြိုက်တဲ့စာမျိုးတွေ့ရင်လဲတခြားအခန်းမှာကူရေးတယ်။ကျောင်းပိတ်ရက်လိုဟာမျိုးမှာလူလစ်ရင် အမျိုးသမီးအိမ်သာခန်းထဲဝင်ပြီးသူတို့ရောဘာတွေရေးတတ်တယ်လဲလို့ဆန်ရလိလာရေးလုပ်တယ်။ဆန်ရသာဘွန့်ယူဖို့စာတန်းတင်ရမှာအိမ်သာတွေကစာတွေအကြောင်းစာတန်းတင်ရရင်တက္ကသိုလ်ကဂုံတူးနယ်တောင်ဖွဲရနိုင်တယ်။ဈေးအိမ်သာ၊ကျောင်းအိမ်သာ၊ရုံးအိမ်သာ၊ရုပ်ရှင်အိမ်သာစတဲ့အိမ်သာအမျိုးမျိုးရဲ့ ွဲပြားခြားနာချက်ကာမယောဂါထိုအနာကကုရာနဲ့သည့်စေမရှိစားခဲ့သည်။အဟာရတို့တွင်းဝမှာဆုံးစတဲ့တရားသဘောလိုလိုစာတန်းတွေရောအိမ်သားနိုင်ရန်အနှက်ရေးတတ်တဲ့ဘေးကြည့်အပေါ်ကြည့်နောက်ကြည့်ပါဦးသူများခိုင်နိုင်လိုက်လုံနေရင်အယူဖြစ်မှာပေါ့ဆိုတဲ့ဥကြောင်းကြောင်းစာမျိုးတွေရောညင်ညစ်ပပတ်ဆုတ်ဆုတ်ပက်ပဲ့တွေကိုရော ိမ်သာနံရံနဲ့မထိုက်တန်တာတွေရောဝိထုစာသားတွေရောဒေါသပောက်ကွဲတန်တွေရော အားလုံးကိုဆံရကကျွမ်းကျွမ်းကျင်ကျင်သိတာဆံရဖွဲရပြီးတော်တော်ကြတော့မူလာတန်းပြဆရာဝင်လို့တယ်ဆရာဖြစ်ခါစားចောင်းចမ်းမာရေးအဖွဲနဲ့အတူကလေးတွေရဲ့အိမ်သားတွေကို လိုက်စစ်တဲ့အခါနံရံကစာတွေကိုတွေ့တော့ဆရာဦးဆံရကသူ့ငယ်ဘဝကို အမှတ်ရတယ် အဆစအရာရာပြောင်းလဲလာနေပေမဲ့အိမ်သာတဲကစာကတော့အပြောင်းအလဲတိတ်မရှိလာပါဘူး။သူလဲမတိလိုက်မတိဖာသာနေလိုက်တော့တာပဲ။ဆေးလေးကြိတ်နေတဲ့သူတယောက်ဟာဆေးလေးကကျမ်းမာရေးကိုထိခိုက်သလားမထိခိုက်ဘူးလားဆိုတာကိုသိစင်းစားမနေသလိုပေါ့ဆရာဦးဆိုင်ရမှာတမိတယောက်ရှိတယ်နှင်းစာဖြူခိုင်းနဲ့ဒုတိယတန်းရောက်ပြီးခလေးကစတော့တယ်ဖအေးဦးဆိုင်ရလည်းခလေးကို ပြင်ပစာတွေဖတ်အောင်အားပေးတယ်။လိမ္မာရေးချရှိအောင်ဆိုပြီးမင်္ဂလာမောင်မယ်နဲ့မျက်စုမွန်လို့စာအုပ်မျိုးတွေကိုလှဆင်ဝယ်ပေးတယ်။ခလေးကလည်းစာဆိုရင်အငမ်းမရဖတ်ပြစ်လိုက်တာကြီးပဲ။ဒီနေ့တော့เจ้าကိုစစ်စဲရေးတွေလာမယ်ဆိုလို့เจ้าအုပ်ကြီးကဥဆိုင်ရကိုเจ้าတွင်เจ้าပြင်တန်ရှင်းရေးလှုပ်ထားတာတွေကို ပြန်စစ်ခိုင်းတယ်။ဒီလိုနဲ့ခလေးတွေရဲ့အိမ်သားတွေကို ဥဆိုင်ရ ရောက်ရပြန်တယ်။ရွှေအမြုတ်တေအမှတ်20ဂျွန်လ1997နားစင်အပေးခဲ့ကြတဲ့သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။ကျမကတော့ Voice Talent အစုမမရှင်။